ဇေကူးနဲ့အောင်ခံမလို့မရတဲ့ sorry ဘီရဲ့ကြောဝါချမ်းသာမှုတွေကတော့လက်ပြားခါလာပါတယ်။ရွေရံတလက်လက်ထနေတဲ့နန်းတော်တွေနဲ့နေထိုင်ပြီးခရီးတကာထွက်တိုင်းရာနဲ့ချီတဲ့အချွေရံတွေကိုခေါ်တော့တဲ့သူခြေပွင့်ရစပူမှုတွေကချက်တဲ့အစားစာပုံမှာစားသုံးသူနောက်ဆုံးရွှေနဲ့လှုပ်ထားတဲ့တက်စင်ကန်းထဲမှာတီးတဲ့အုံပြုတ်တဲ့သူကဘာပေါ်မှာရှိနေခဲ့ပါတယ်။အစူပါပုတ်ကိုရဲ့ပိုင်ဆိုင်မှုတွေဟာဇေကူးနဲ့အောင်မှန်းစားကြည့်လို့မရအောင်ပဲချမ်းသာနေပြီးအချွေရံများတဲ့နေရာမှာကဘာပါနေရောက်မှရှိ ဆိုနိုင်တဲ့သူပဲဖြစ်ပါတယ်။အဲ့ဒီသူကတော့ Saudi Arabia နိုင်ငံရဲ့ဘယင်မင်းမြတ်ဖြစ်တဲ့ Salman bin Abdul Aziz Al-Saud ပဲဖြစ်ပါတယ်။ကမ္ဘာပေါ်မှာဒီနေ့ချိန်ဒီဩဇာအာဏာရှိနေတဲ့တော်ဝင်မိသားစုတွေထင်ပါ Sorry တော်ဝင်မိသားစုဟာ Saudi Arabia နိုင်ငံကို1944ခုနှစ်ကတည်းကစတင်အုပ်ချုပ်ခဲ့ပြီးတမိသားစုလုံးရဲ့ချမ်းသာကြွားမှုတွေကဒေါ်လာတစ်သမလေးထရီလီယံကြီးရှိပါတယ်။တော်ဝင်မိသားစုတွေမှာစုစုပေါင်းလူဦးရေတထောင်ခွဲလောက်ရှိကအဲ့ဒီထဲမှာလူ၂၀၀၀လောက်သာအာဏာရှိပြီးငွေကြေးလေးသုံးမကုန်နိုင်အောင်လို့အလုံးမင်းချမ်းသာပါတယ်။ တဝင်းမိသားစုရဲ့အချို့ကောင်ကတော့အသက်89နှစ်ရှိပြီဖြစ်တဲ့ဆမ်မန်ဘယင်မင်းမြတ်ပါပဲ။ဘယင်ကြီးမမွေးခင်၃နှစ်လောက်မှာပဲဆော်ဒီနိုင်ငံဟာနိုင်ငံရဲ့ကံကြမ္မာကိုမြင်လဲပြသလိုယုံကြည်ပြောင်းလဲနိုင်မယ့်အရာတစ်ခုတွေ့ခဲ့ပါတယ်။အဲ့ဒါကတော့မြေကြီးအောင်မှာတဘာဝတန်းရှိနေတဲ့ရေနံကျောကိုရှာဖွေတွေ့ရှိခဲ့တာပါ။နောက်တစ်ချိန်မှာဒီနဲ့ဆက်ခံသူတယောက်ဖြစ်လာမယ့်ဆာလမန်ဟာကလေးဘွားမကလေးကဖခင်ပြည်သူဘီရဲ့နဲ့တို့မှာနေထိုင်ခဲ့ရပါတယ်။အဲ့ဒီအချိန်တော့ကဆော်ဒီနိုင်ငံမှာပြည့်စင်ပြီးကြတဲ့တခုတည်းသောနေရာကဘီရဲ့နဲ့တော့ပဲဖြစ်ဖြစ်ဘီရင်လောင်းဖြစ်လာမယ့်ဆာလမန်ဟာမတော်မတမကြောက်ကြတဲ့ဘဝကိုရခဲ့ပါတယ်။ သူသားဖြစ်သူရဲ့ပညာရေးကိုလည်းဖောက်ခင်ပြတဲ့ဘုရင်ကြီးကအကောင်းဆုံးဖြစ်စီပေးခဲ့ပြီးထီးနန်းကိုတော့အကိုတော်ဖြစ်သူတည်ဆုံသွားတဲ့2015ခုနှစ်မှာရရှိခဲ့ပါတယ်။ Sorry တော်ဝင်မိသားစုဝင်နေတဲ့နေထိုင်ပုံတွေအသုံးပြုကြည့်ပုံတွေကတာမန်လူတွေတော်တော်ပစားအဟောင်းသားဖြစ်သွားအောင်ဝင်နေတဲ့နေရာမှာနေမိကြည့်ပါတယ်။မိသားစုရဲ့ထိပ်ပန်းမှရှိတဲ့ကောင်းဆောင်ပိုင်းကမိသားစုဝင်တွေကတက်လက်လက်ထနေတဲ့ရွှေကြောင်ကားတွေအင်မတန်ဈေးကြီးပါတယ်ဆိုပြီးပစ္စည်းတွေကြီးဖြည့်ထားတဲ့ရွှေအိတ်ခန်းတွေရွှေနဲ့လုပ်ထားတဲ့တောတိုက်ဈေးတွေပြင် ရွှေအင်းသားတွေပါနေအင်ဂျီရဲ့တီကိုထည့်ကစောက်လုပ်ထားပါတယ်။တကယ်တော့ sorry တော်ဝင်မိသားစုချမ်းသာလာခဲ့တဲ့အကြောင်းပြချက်ကလူတွေထင်နေတယ်လို့ရင်းနယ်လုပ်ငန်းတစ်ခုတည်းအကြောင်းမဟုတ်ပါဘူး။မိသားစုရဲ့လက်ခွဲစည်းဝါးရေးလုပ်ငန်းပေါင်းများစွာလည်းရှိနေပြီးအဲ့ဒီထဲမှာဗန်လုပ်ငန်းတွေစက်သွေးလုပ်ငန်းတွေစောက်လုပ်လုပ်ငန်းတွေမှာပါရင်းနှီးမြှုပ်နှံထားကငွေဝငွေနဲ့လိုက်ကမလို့ကျင်းလောက်အထိကို၄၀ဒေါ်လာတန်ပေါင်းများစွာရရှိနေပါတယ်။ sorry ဘရင်မယုံကြည်နယ်လောက်စရာကြောဝချမ်းသာမှုအကြောင်းပြောရမယ်ဆိုရင်ထိတ်ဆုံးကနေပြောမယ့်ရာကဘရင်ကြီးဆံမြန်းနေတဲ့နန်းတော်တွေပဲဖြစ်ပါတယ်။ဘရင်ကြီးမှာကဘာပေါ်မှာ ဈေးကြီးဆုံးလို့ပြောရလောက်မယ်ခန့်ဝင်ပစ္စည်းပေါင်းများစွာနဲ့တည်ဆောက်ထားတဲ့လက်တော်ပေါင်းများစွာရှိပြီးအဟာမာမာလက်တော်ပဲဖြစ်ပါတယ်ဒီလက်တော်ကိုပြင်ကားကြည့်ရမယ်ဆိုရင်ဒီဆောင်ဟာတာမန်တထွေးတကြေနေထိုင်တဲ့နေအိမ်မျိုးမဟုတ်ပဲဘယင်တပါးစိုးစံနေတဲ့နေရာတစ်ခုဖြစ်တည်ဆောက်ထားတာပါလက်တော်ရဲ့အထွေမှာအပြင်ဆင်းဘက်မှာလေတော်ဝင်မျိုးမျိုးတွေနဲ့လိုက်ဖက်ညီအောင်တည်ဆောက်ထားတာဖြစ်ပါတယ်ဒုတိယလက်တော် စော်ဒီဘီရဲ့နောက်ထပ်နေထိုင်တဲ့နတ်တော်တို့ကတော့အလ်အော်ဂျန်နတ်တော်ပဲဖြစ်ပါတယ်။ဒီနတ်တော်ဟာဆာမန်ဘီရင်မင်းမြတ်တိုင်းပြည်ကိုအုပ်ချုပ်ခွင့်ရချိန်မှာရေးပါတဲ့နေရာတစ်ခုပြည်ပြောင်းလဲခဲ့ပြီးအရေးကြီးတဲ့စည်းဝေးတွေနဲ့တိုင်းပြည်အတွက်အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေအတည်ပြုပေးနေတဲ့နေရာတစ်ခုပါ။ဒီနေ့တော့ရထူးကြကြတခုကတော့ဒီနေ့လိုကိုကရင်ထားတဲ့ Arabian design နဲ့ဒီဇောက်ထားတဲ့နေရာပဲဖြစ်ပါတယ်။အထက်မှာတော့ခေတ်သင်းတဲ့ရိုးရာကိုရောသမမွေပြီးဖန်တီးထားတဲ့အပြင်စင်တွေနဲ့ဒန်းတော်ကိုတွေ့ရမှာဖြစ်ပြီး တိုင်းပြည်ကိုလည်လာတဲ့ခေါင်းဆောင်တွေကိုတီးတက်တွေ့ဆိုဧကံပေးတဲ့နေရာတန်းနေရာမှာဖြစ်ပါတယ်။စော်ဒီတိုင်းငယ်ကိုအလဲပက်လာရောက်တဲ့အရေးကြီးပုဂ္ဂိုလ်တော်တော်များများကိုဒီနေ့တော့မှာပဲဘီရင်ကဧကံတွေ့လေးရှိတာကြောင့်တမိုင်းဝင်နယ်တော်တခုဖြစ်ပါတယ်။တနင်္ဂနွေနဲ့တနင်္ဂနွေရင်ချင်းမှုချင်းပလဲတဲ့နေရာမှာအုံပြတဲ့နေရာဖြစ်တဲ့ကြောင့်ဒီနန်းတော်တွေမှာစော်ရီနိုင်ငံရဲ့အမွေနေ့ဖြစ်တဲ့ဗီတုကန်ဆိုင်ကိုခန်းခန်းနန်းနားဖြစ်အောင်အထူးကြောင့်ဆုံးပြည့်စင်ထားပါတယ်။ဒီနန်းတော်ဘေးဘက်ပဲလေပေါ့။ဥယျာဉ်လေးရေကန်လေးရှိနေပြီးစော်ရီရဲ့လှပဆောင်နဲ့တဲ့တခုလိုပဲစိုးရမှာပါ။ဒါကြောင့်လဲဒီနေရာဒေကန်နိုင်ရဖုံးစိုးမြေတွေကကောင်းကင်ပေါ်နဲ့တူတဲ့နေရာတစ်ခုလိုခေါ်ဆိုကြပါတယ်။နန်းတော်တွင်ပိုင်းကိုကြည့်လိုက်မယ်ဆိုရင် နိုင်ငံတော်ဆင့်လူပညာတွေကိုနေရာဆုံးမှာခေချင်းပြသထားပြီးဂျမ်းမီကလည်းဘီဘန်ဆိုင်နေတီကျန်တက်ရှူမောလောက်စီအောင်ပစ္စည်းမျိုးစုံထည့်သွင်းတိစောက်ထားပါတယ်။ဒီနေ့တော့လည်းတကာရောက်ဘူးသွားတာနဲ့တတမ်းမမိနိုင်စရာဖြစ်အောင်ပဲအသေးစိတ်နေရာတွေကအစာပြင်ဆင်ထားပါတယ်။ဒီနေ့တော့လည်းအိတ်ကန်းတွေကလည်းကျင်းကားပွဲဟိုတယ်အဆင့်မြောင်အကောင်းစားပစ္စည်းတွေနဲ့ဖြည့်တင်ကြပါတယ်။ဘယ်ရင်လဲတခြားတော်ဝင်မိသားစုတွေကိုလည်းဒီနေ့တော့မှာပဲကြာကနလာရောက်အနားယူလေရှိတာကြောင့်နန်းတော်တို့ကူတဲ့အမှုပညာပစ္စည်းတစ်ခုဖြစ်အောင်တိစောက်ထားတာကိုအခုလိုတွေ့ရမှာပါ။ဒီနေ့တော့ဒီကုလုံးရဲ့ကုန်ကျစရာအမေရိကန်ဒေါ်လာ900ဘီလျံအထိတန်ကြေးရှိပါတယ်။အက်ကာနဲ့တော့ စော်ဒီဘရင်ပိုင်ဆိုင်နဲ့တရားမြောက်နန်းတော်ကတော့အက္ခနန်းတော်ပဲဖြစ်ပြီးခေတ္တဘီရုကပညာကိုလိုက်စားသူတွေအတွက်ကတော့ပဲစားအဟောင်းသားဖြစ်သွားစေမယ့်နေရာတစ်ခုပါနန်းတော်တွင်ပတ်မှာခေတ္တဘီဘောကပစ္စည်းတွေပရီးမီယာအဆင့်ရှိတဲ့တုံးဆောင်တွေကိုဖြည့်ချင်းထားပါတယ်ဒီနန်းတော်ကိုအယူဆနိုင်မျိုးနဲ့ဆောက်လုပ်ထားပြီးတော့ရိုးရာနဲ့ခေတ္တတွင်တွဲနေတဲ့အနုပညာဆန်နန်းတော်တစ်ခုဖြစ်အောင်ကြိုးစားပြင်ဆင်ထားပါတယ် ဆိုရီနိုင်ငံရဲ့ရိုးရိုက်ရင်ကျေးမှုအပြင်တင်တက်လက်လက်တောင်းနေတဲ့စစ်ကျင်းကြောက်နိုင်ငံတွေကိုလမ်းတော်ဝင်လာကြတဲ့ကမြေတွေးရမှာဖြစ်ပြီးစေပန်းပြည်ဘုံရေပန်းပါတယ်ဥယျာဉ်ငယ်တစ်ခုလည်းပါပါတယ်ဒီနယ်တော်တွေကိုဘရင်ကိုယ်တိုင်တည်တံ့ရွေးချယ်တဲ့ဧည့်သည်တွေကိုခေါ်တွေ့လေးရှိပြီးအတူဧည့်သည်တွေတွေမှာတယောက်ကတော့ American သမ္မတဟောင်း Obama ပဲဖြစ်ပါတယ် Obama သမ္မတဖြစ်ခြင်းမှာ sorry အလေခရီးစင်မှာဒီနယ်တော်တွေမှာပဲဆာလမန်ဘရင်ကြီးကဧကန်တွေ့ဆုံခဲ့ပါတယ်ဒီနယ်တော်တွေကိုတာမလူတွေ့ခွင့်မရှိဘဲနဲ့ခိုးရက်လာခဲ့တဲ့တဲ့ပုံတွေကိုကြည့်လိုက်မယ်ဆိုရင်ဒေါ်လာထောင်ကြီးပေးရတဲ့ကို sorry အီတလီစစ်တင်းကြောက်တွေနဲ့အင်မတန်ဈေးကြီးပါတယ်ဆိုတဲ့ဘန်းအုပ်တွေကိုတန်းစီပြီးညှိတွေ့ရမှာဖြစ်ပါတယ်။အခုပြောပြသွားခဲ့တဲ့နန်းတော်သုံးခုလုံးရဲ့တူညီတဲ့အချက်ကတော့ဘရင်ဟောင်းရွှေကျက်သူတရားဖြစ်တာကြောင့်နန်းတော်တိုင်းရဲ့အတွင်းမိုက်ပြင်စေကိုရွှေရောင်နေမျက်စိကြီးမတက်အောင်ထွက်နေအောင်ပြင်ဆင်ထားတဲ့ချက်ပါ။ဒီကကနန်းတော်တစ်ခုလုံးရဲ့တန်ဖိုးကတော့အမေရိကန်ဒေါ်လာ900မီလီယံရှိပါတယ်။လေးတဲ့ကနေတော့ဆာလမန်ဘရင်အမည်ပေါ်မှာစောက်ထားတဲ့နန်းတော်တွေအကြောင်းကိုပြောပြီးသွားတဲ့ချိန်မှာဆက်ပြီးတော့လေးတဲ့မှာတည်ဆောက်ထားတဲ့နန်းတော်တို့ခုအကြောင်းကိုဆက်ပြီးပြောပြပေးခြင်းပါတယ်။လေးတဲ့ကနန်းတော်လိုဆိုးလိုက်တာနဲ့တချိန်ကရီစာအောင်နဲ့ချစ်ချင်တို့တိတိတူပြီးဖြစ်မလာခဲ့တဲ့အိမ်မက်နန်းတော်လေးမဟုတ်တလို့ အုတ်တွေဘီလက်မြေတွေနဲ့တီးထားတဲ့အဆောင်ကြီးတစ်ခုလည်းမဟုတ်ပါဘူးအခုပြပြပေးသွားမှာကစော်ဒီဘရင်ခကြီးထွက်တဲ့အခါမှာအတုံးပြည့်တဲ့လေးရဲ့အကြောင်းဖြစ်ပါတယ်ကဘာပေါ်မှာရေနဲ့တင်ပို့မှုအများဆုံးနိုင်ငံကိုအိုးဆိုးသူတန်းပြီးကိုအုတ်ချို့သူဘရင်တစ်ပါးအနေနဲ့လရင်စီးတဲ့အခါမှာတာမန်လူတွေစီးတဲ့ခီးသွွားလင်ကိုအသုံးမပြုပါဘူးဘရင်ကြီးစီမှာဘိုရင်းလေရင်ကြီး747400အစင်ပေါ်အများဆုံးပိုင်ဆိုင်ပြီးတော့အတွင်းပိုက်ကိုလည်းသူ့စိတ်ကြိုက်ဖြစ်အောင်ဆောင်းကုန်ပြင်ဆင်ထားပါတယ်လေတဲကနန်းတော်လိုတင်စားရလောက်အောင်ပဲဈေးကြီးပါတယ်ဆိုတော့ကေစီအကောင့်စားတွေအများပြအသုံးပြုထားတာအခုလိုပဲတွေ့ရမှာပါ ဒီလီရင်ကြီးတစ်ခုရဲ့တန်ဖိုးကတော့အမေရိကန်ဒေါ်လာကန်ဒေါ်လာ6မီလီယံအထိရှိနေပြီးတော့ဒီတန်ဖိုးကအတွင်းပိုင်းအပြင်တင်တန်ဖိုးမပါသေးပါဘူး။လီရင်ကြီးထဲမှာအောက်ကနေတုံးကြီးနဲ့အပြည့်ခံရမယ့်အရေးတွေကိုကာကွယ်ဖို့အတွက်စိတ်ဘက်ဆိုင်ရာကာကွယ်စနစ်တွေထည့်ထားပါတယ်။ဘယင်စီးတဲ့ဒီလီရင်ကြီးရဲ့ထူးခြားသောအချက်ကတော့ဘယင်အတွင်းကမှထည့်ထားတဲ့ပစ္စည်းတွေအကုန်လုံးကို တကယ်ရွှေစစ်နဲ့လှုပ်ထားတာပါ။ထိုင်ကိုရင်းနဲ့အိယာတွေကိုဘယင်းနေထိုင်လို့ရအောင်တိတိုက်ပြင်ဆင်ထားပြီးတည်ခွနပွင့်အစိတ်ရှိတဲ့ဟိုတယ်တစ်ခုလုံးလိုမျိုးပြင်ဆင်ထားပါတယ်။အင်မတန်ကြီးမားတဲ့အစိမ့်အိယာတွေအပန်းပြင်းနိုင်ရုပ်ပုတွေထည့်ထားတဲ့ high end ပစ္စည်းမျိုးစုံကိုလေရင်တဲကနေအကန့်ထဲမှာမြင်တွေ့ရမှာဖြစ်ပြီးဒေတဲကနေတော့တစ်ခုလိုတတ်မှတ်ကြတာမဟုတ်ဘူးဆိုတော့တွေ့ရမှာပါ။လေရင်တွေ့မှာကိုပါရုပ်ရှင်ုံလေးပြီးတဲ့အင်တနာစနစ်တွေနဲ့ဂျူလူနီပညာကိုပါတက်စင်ပြီးအထဲမှာချင်းအစည်းဝေးခမ၊ဝေးပြူခမ၊စပါ၊ဓာပြေရေးပေါ်ချင်းတွေမှာအသုံးပြုဖို့ အစိမ့်မြေဈေးရုံငယ်တခုကိုလေထည့်ထားပါတယ်။ဆမ်မန်ပရင်ဒိုင်နမချားကိုခီးထွက်တယ်မှာလင်းရေပေါ်မှာပညာရှင်မောင်းများစွာပါတက်ပြီးခီးစဉ်တစ်လျှောက်ကိုဒေါ်လာတန်းချီကုန်ကြလေးရှိပါတယ်။